ဘဝအမြဲတမ်းပြောင်းလဲပြီးတော့ဖြစ်နေတာပဲသောတော့ဟာမဟုတ်တော့ဘူးအမြဲတမ်းအတိတ်ကြီးသွားတယ်ဘဝဟုတ်လားမြင်ရတာတွေဟာအတိတ်ကြားရတာတွေဟာအတိတ်တွေးမိနေတာတွေလည်းအတိတ်ခံစားနေရတာလည်းအတိတ်ပဲအတိတ်ကြီးပဲဒါပဲဘုံဘုံတော့အတိတ်ဖြစ်နေတယ်လို့သိသလားကိုကိုဘလို့ထင်းနေလားငโกလူပေါ်ဘုံဘုံရဲ့ဘုရားအတိတ်ကရောက်လာမှာတော့ကိုဘုရားလူလည်းဘလို့ထင်းနေတာတော့ငโกလူလို့ပဲထင်တာနော်ဘုံဘုံငယ်ငယ်က တရားတဘုတ်ထဲမှာထည့်ပြီးတော့ဟောဘူးတဲ့တချို့ line မောပါမောပါနားထောင်ဘူးနားထောင်ဘူးကောင်းနားထောင်ဘူးလိမ့်မယ်မြင်းနဲ့ခရုပ်ပုံရင်ဆိုကြားဘူးတယ်မဟုတ်လားမကြားဘူးသေးတဲ့လူတွေအတွက်ရည်ရွယ်ပြီးတော့အပြေလွှမ်းလေးပြောလိုက်အောင်မယ်နာကြီးကစိတ်နေလေတခါမှမြင်းနဲ့ခရုပ်တွေ့ကြခရုပ်ဆိုတဲ့မျိုးကလှုပ်စီလှုပ်စီနေရှေ့ရောက်တာမျိုးသွားတယ်အဲ့တော့မြင်းကကြည့်ပြီးတော့အလွန်နှီးတဲ့အကောင်ပဲကွာကဲရဲ့ ဲ့လိုကဲရတဲ့ခါကျတော့ခရုဟာမင်းကငါ့ကိုနှေးတယ်လို့ပြောတာလားတတိရှိရင်မင်းလည်းငါနဲ့အပြေးပြိုင်နေတယ်ဟာဘယ်သူကဘယ်သူကိုစိန်ခေါ်တာတော့ခရုဟာမင်းကိုစိန်ခေါ်တာနော်သူ့ဟာအကျန်စီရှိလို့ပေါ့အဲ့တော့မင်းကမင်းလိုကောင်များငါ့လိုကောင်ကိုလာပြီးတော့စိန်ခေါ်တယ်ကိုင်ဖယ်နေပြိုင်ရလဲရက်တာရွေးလိုက်စီစီနေရအောင်ဆိုဟောခုနှစ်ရက်ရွေးရွေးပြီးတော့သူကဂရီတစ်ခုတောင်းတယ် မင်းငါနဲ့အပြေးပြိုင်မဲ့နေရမှာဂတိတခုတော့ရှိရမယ်အဲ့ဒါပါတော့အပြေးပြိုင်နေစင်မှာတဖာလုံးလောက်ရောက်တိုင်းရောက်တိုင်းကိုဘေးကိုလှည့်ကြည့်ပြီးတော့ကိုနဲ့ပြိုင်ဘက်ကိုဟေးမင်းပြေတုံးလားလို့မေးရမယ်ငါလည်းမင်းကိုမေးမယ်မင်းလည်းငါ့ကိုမေးအာရပါတယ်မင်းငါ့ကိုတဖာလုံးထိတောင်ပြီအောင်လိုက်နိုင်မှာမဟုတ်ဘူးတိုင်းတိုင်းတိုင်းဆိုမြင်းကဝေးရောက်သွားဒီခရူကတလက်မတောင်ရွေသေးမှာမဟုတ် အဲ့ဒါနဲ့လမ်းခွဲသွားကြတဲ့အခါကျတော့ခရုကသူ့ရဲ့ခရုအပေါင်းဖော်တွေရောက်ပြီဆိုတဲ့အခါကျတော့ဟာငါလူတို့မြင်သာစားမလားဟာစားမှာပေါ့မြင်သာစားရင်အညောင်းပြေမြင်သာစားရင်အညောင်းပြေနော်မြင်သာစားခြင်းလေဆိုရင်မင်းတို့ငါခိုင်းတဲ့တဲ့လို့ဘာလို့ရမလို့ကျန်တဲ့ကောင်တွေတသားနေငါနဲ့အရွယ်တို့အယောင်တို့ခရုတွေငါ့ကိုကူညီရအများကြီးရှိလိုက် ရွေးမရအောင်တူတာနော်အယောင်တူရွယ်တူသူဒီများကြီးထွက်လာမင်းတို့ဘာလုပ်ရမလဲလာမဲ့ခုနှစ်ရက်နေမှာငါနဲ့မြင်းအကြီးတကောင်နဲ့အပြစ်ပြအဲ့ဒါတဖာလုံးလျင်တကောင်ကြတို့ချိုးပြီးတော့ရက်နေမယ်ပြေးလန်းတလျှောက်အဲ့ဒါမင်းဘေးမှာမြင်းအကြီးထိုင်နေနေနေနဲ့ပြေးလာလို့ဟေးပြေးတော့လားလို့မင်းရင်မင်းလုပ်ရမဲ့တာဝန်ကအေးပြေးတော့မဲလို့လားပြေးလိုက်ဒါပဲအဲ့ဒါမင်းတေချာပေါ့မြင်းသားစားရမယ် ဗမာပုံမြင်တဲ့အလွန်ကောင်းတဲ့ဒီပုံမြင်ကလေးနဲ့လွန်လို့ကောင်းတယ်လို့ပြောတာနော်အဲ့ဒါနဲ့ခုနှစ်ရက်ရှိတဲ့နေ့ကျတော့ချိန်ထားတဲ့အတိုင်းပြိုင်ပွဲစစပြီးတော့တာထွက်မြင်းကြီးပြေးတယ်ဆိုဒီခီဝါလှုပ်ကုန်မလို့တိုင်းနေဟုတ်လားတဖာလုံးလောက်ရောက်တဲ့အခါကျတော့ဂရီပေးထားတဲ့တိုင်းမြင်းကြီးကဖေးကြည့်ဟေးပြေးတော့လားလို့ပြိုင်ဘက်ကိုကြည့်ရတော့မရှိဘူးထင်တာပေါ့လှည့်ကြည့်လိုက်တဲ့အခါကျတော့ဘာတွေ့တော့ရွာရွာနဲ့ပြေးနေတဲ့ခီဝါတွေ့ ဒီကောင်မြေရှိုးလာသလားမိုးပြန်လာဘယ်ကလာသူ့စိတ်ကဘလို့ထင်းနေတာတော့စောစောကသူနဲ့အတူတူတာထွက်ခဲ့တဲ့ခရုလို့သူထင်းနေတာလေသူ့ကိုစိန်ခေါ်ခဲ့တဲ့အကောင်လို့သူထင်းနေတာအဲ့ဒါနဲ့ကိုင်းဒီကောင်ရှိစီငါတက်တက်တူပြီးတော့ကြည့်မယ်ဆိုရင်အတင်းကြည့်တပတ်လုံးလောက်ရောက်တဲ့အခါကျတော့ဂရီမပြည့်ရဘူးဆိုတော့လှည့်ကြည့်တာဟာကြွားရွားနဲ့ပြေးနေရှိရလန့်တော့လန့်တော့လေဒီကောင်ဘလို့လာတော့အဲ့ဒါနဲ့ဟေ့မင်းပြေးတော့လားပြေးတော့ တော့ဓာတ်ထက်တိုးပြီးတော့ပြေးပြန်တယ်တစ်ဖက်လုံးလောက်ကြည့်လိုက်တဲ့ခါမှာရှိနေပြန်တယ်အဲဒီလိုနဲ့တိုးပြီးတော့ပြေးရင်ပြေးရင်နဲ့မြင်းကြီးဟာအမောဆုံးပြီးတော့ထေသွားတယ်နောက်ထပ်အစ်စ်အစ်စ်တွေ့ရတဲ့ခရုတွေကိုသူသူ့စီတွေကဘလို့ထင်းတာငကူခရုလို့ပဲထင်းနေတာဒါဟာအစ်စ်ပါလို့ဒီလျှိုးဝှက်ချက်ကိုမသိလို့ဒီမြင်းဟာပေးရဟုတ်လားအဲ့ဒီမြင်းအကြီးဆိုတာသူများကိုပြောတာမဟုတ်ဘူး ဖုန်းဖုန်းတို့တက္ကသမားတွေအကုန်လုံးကိုပြောဒီနေ့ထိုက်တယ်လို့အကုန်လုံးမြင်အားတွေကြီးတယ်ဟုတ်လားပြောနေတယ်လို့လည်းမြင်အားနော်မလွတ်သေးဘူးရုံးနံကိုဘလို့ထင်းနေတာလဲဘွားကိုဘလို့ထင်းနေတာလဲဒီတိုင်းဒီတိုင်းပဲလို့ကိုထင်းနေတာဒါကြောင့်ဒါလေးကိုအမြဲတမ်းထိန်းထားခြင်းတယ်သိမယ်သာပြောလိုက်တုံလုံးခြောက်ခြားပြီးတော့တခါတည်းအိမ်ကြီးပြက်ပြီးတော့မြေကြီးချတဲ့လူပဲများဒီတိုင်းဒီတိုင်းလေးပဲနေခြင်းဘွားမှာဒီတိုင်းဒီတိုင်းလေးပဲလို့လည်းထင်တယ် ဟုတ်တယ်မို့လားဆယ်စုနှစ်လောက်ကြာသွားပြီဆိုရင်ရုပ်တည်တော်တော်ပြောင်းသွားတယ်ဒါတောင်စိတ်ကဘလို့တော့ထင်တော့မယ်ဟုတ်လားတချို့ဆိုရင်ဒီတိုင်းဒီတိုင်းကဘလို့တောင်ထင်တော့အရင်ဘဝတုန်းကလူဝင်စားတွေပါတယ်ရှိတယ်လေသူဘုံဘုံကြောင်းမှာရှမ်းကြီးတဲ့ကိုရင်တော်ပါရှိပြင်းဦးလင်နာရွာတရားကအဲ့ဒါသူကအရင်ဘဝတုန်းကမန္တလေးဖျားကြီးနာစိုက်ကားနေတဲ့တခါကြီးတော့ဖြစ်ခဲ့တာအကုန်ပြန်ပြောနိုင်တယ်အောစရာကြီး တော့သူ့အမေကိုတကားပြောတတ်တဲ့အရွယ်အားစပြီးတော့အရင်နှမျောတယ်အမေအဆံကိုကြည့်တော့ပိုက်ဆံမရှိရင်လူဝရအောက်ကျတယ်ဘယ်သူမှသင်ကြမလို့ဘူးနော်ပြီးခဲ့တဲ့ဘဝကိုနိနိတက်ကတ်သူပါတော့သိနေတာမြင်နေတာတော့ပြောရင်တော့ဘာတော့ကျုပ်တို့ကမြင်းအားကြီးတယ်ဆိုပြောရင်အစ်စ်အစ်စ်ဖြစ်နေတာကျုပ်တို့သိသလားမသိဘူးဒါကြောင့်ကျုပ်တို့ရဲ့စိတ်ထဲမှာရှစ်ဆွဲမုံဆွဲတွေကအလွန်မှအားကြီးတယ်ပေါ့နော် ကိုချစ်တဲ့လူဟာမရှိတော့ဘူးလို့ကျွတ်သိသလားမသိဘူးနော်ကိုကိုချစ်တဲ့လူကိုကိုကောင်းကျိုးဆောင်ရွက်ခဲ့တဲ့လူဒီလူဒီလူပဲထဲနေတာကိုကိုချစ်စရာကောင်းအောင်လုပ်ခဲ့တဲ့လူဟာလွန်ခဲ့တဲ့နှစ်များစွာသာပေခဲ့ပြီတကယ်ကဟုတ်လားအဲ့လိုပြောရတော့မကောင်းဘူးနော်ဒါပေမဲ့တကယ်တကယ်အဲ့ဒီလူရှိသေးသလားအဲ့ဒီယုံနိုင်ရှိသေးသလားမရှိတော့အဲ့ဒီယုံနိုင်ရဲ့အဆက်ဆက်ဖြစ်တာပဲရှိတာနော်တကယ်သဘာဝတရားအမှန်ကအဲ့ဒီတိုင်းကြီးသူကအဲ့ဒီအမှန်တရားကိုမြင်အဲ့ဒါပြင်ညာခုနကတည်းကမြင်ကြီးဟာ ခယုအသည့်အသည့်တွေကိုအသည့်အသည့်တွေလို့မသိတဲ့အတွဲကြောင့်သူကဖြစ်ရလို့မောဆိုပြီးတော့သိရအဲ့လိုပဲဘုန်းတို့တွေဟာယုံနာအသည့်အသည့်တွေဖြစ်နေတာငကောမဟုတ်ဘူးလို့မသိဘူးမသိတဲ့အခါကျတော့ဒီယုံနာနေရဲ့အပေါ်မှာအလွန်မှဆွဲမက်တယ်ပေါ့နော်ဘဝရဲ့အပေါ်မှာအဲ့ဒီဆွဲမက်တဲ့လောဘကြောင့်ပဲဘဝတွေကထထရမယ်ဘဝရပြီဆိုရင်ຢာတိုင်းຢာတိုင်းတော့ဘဝတွေဟာတည်ခြင်းတရားဖြစ်မယ်အဆုံးတန်း ခယူတွေကိုအစ်စ်တွေလို့မသိတဲ့အတွက်ကြောင့်မြင်းကြီးဟာတေးရတယ်လို့ကျွတ်တို့တွေကလည်းပဲယုံတယ်လေဟာအမြဲတမ်းပြောင်းလဲနေတာအမြဲတမ်းအစ်စ်တွေတောက်လျှောက်ပြက်နေတာလို့မသိတဲ့အတွက်ကြောင့်ဘဝပေါ်မှာမမောတဲ့လောဘတွေဖြစ်ပြီးတော့တည်တတ်တဲ့ဘဝတွေကိုရရပြီးတော့ဘဝတိုင်းတည်တည်ပြရမတူဘူးလားအဲ့ဒါကိုပြောတာနော်